သာသနာတော်နေ့2565နှစ်မြန်မာတက္ကရာ1383ခုနှစ်ခရစ်နှစ်နှစ်ရက်တလ2021စနေနေ့တနင်္ဂနွေနေ့ရန်ကုန်တိုင်းဒဂုံမြို့တောင်ပိုင်းမြို့နယ်အမှတ်တရ4ရပ်ကွက်ရှိုးဝဝင်းကျောင်းမဟုတ်ပဒနာဓမ္မရိပ်သာကြီးအတွင်း မိမိတို့တတ်ဆွမ်းသမျှလူတန်းပူဇော်ကြသည် အလှရှင် အလှမမိသားစုအပေါင်းတော်ကောင်းများကတော့အလှဒါယကာယီခမေတော်ဤဥလွင် အလှဒါယီကမာဤမေတော်ဤတော်ဦးမြန်ဤသာသမီမိမိမိသားစုအပေါင်းတော်ကောင်းတို့မှရှောဝဝင်းကြောင့်မဟုတ်ဘဒနာဓမ္မရေးတာဤတွင်မှာ လိုအပ်နေသောစွမ်းရည်လေးတွေကိုဖြည့်ဆည်းသောအပြင်အာယုံစွမ်းအာယုံချိုးပွဲ နေစွမ်းနေချိုးပွဲနေရစာအတွဲရီမန်းလျက်လူတော်ငွေတသိန်းကျပ်တို့ကိုစက္ကန့်လူတန်းပူဇော်တာဖြစ်ပါတယ်။ယနေ့ခမေတော်ကြီးများမေတော်ကြီးများနှင့်တွေ့ဖက်ပြီးတော့ထပ်မံလူတန်းပူဇော်ကြသည့်အလူရှင်အလူမမိသားစုပေါင်းတော်တော်ကောင်းများကတော့အလူဓာယိကမာယိ တော်မြင့်မြင့်ကြီးအလုဒ္ဓာယိကာမာယိတော်ရင်ရင်ွဲအလုဒ္ဓာယိကာမာယိတော်တင်တင်ထွေးမောင်နှမတစုမိသားစုပေါင်းတော်ကောင်းများလမ်းမတော်မျိုးနေမှဆရာတော်ဘုရားဤဝိဇာဒမင်္ဂလာမွေးနေ့အတွေ့မိမိတို့မလူလဲရသည့်အတွေ့အကြုံ နဝကံမအလှတော်ငွေနှစ်သိန်းကျပ်တို့ကိုစက္ကလူတန်းပူဇော်ကြတာဖြစ်ပါတယ်အလှရှင်အလှမမိသားစုတွေမိမိတို့တက်ဆွမ်းသမျှလူတန်းပူဇော်ထားသောဥဒုကောင်းမှုနဲ့ဆက်ဆက်ပြီးတော့အနုမောဒနာတရားလေးတို့တို့ဟောပါမယ်တရဏဂုံအထင်မသေးနဲ့တရားတော်ဘာတရားတွေလဲ တရဏဂုံအထင်မသေးနဲ့ဆိုတဲ့ဒီတရားကလေးကို မဟုတ်ကြမနာကြခင် လူရှင်လူမမိသားစုတွေအားလုံးကိုယ်စိတ်နှက်ဖြာချမ်းမာကြစေဖို့ယံချမ်းသာကြစေဖို့ယံရည်တန်းလျက်မေတ္တာရှိတာက မေတ္တာပို့သောဂါထာဖြင့်ဓမ္မသဘင်စတင်မှမယ်အာယုန်တစ်ပါးစိတ်မသွာပဲနာယူကြည်ညိုကြရအောင် အေစီတံပတိတံဒုံရှံခိဗ္ဗမေဝသမိစ္ဆတုသဗ္ဗေပူရင်တုသင်္ကပ္ပာစံနောပဏရတောယထာဒုံရှံဒုံမကံအလုဒာယကာယိခမေရောဤဥလွင် အလုဒာယိကမယိမေရောဤတောအုံမြိုင်းနှင့်သာသမီမြေမြေမိသားစုအပေါင်းအလုဒာယိကမယိတောမြင်းမြင်းကြည် အလုဒာယိကမ္မာယိဒောယင်ယင်တွေအလုဒာယိကမ္မာယိဒောတင်တင်ထွေနှင့်မောင်နှမများမိသားစုအပေါင်းဣတိယဒေသနာကိုစိတ်ထားကြည်လင်စွာနာယူကြည်ညိုနေကြကုန်သောခောနိယသသမိဓမ္မမေဆွေတရားနာပရိသတ်အပေါင်းတော်ကောင်းတို့ဤအိစိတံစိတ်ဖြင့်ယေစုအထုလိုအပ်ဆုလရတနာဖြာပြသည်လည်းကောင်း ပါတိတံနှုတ်ဖြင့်မပြတ်တောင်းတအပ်သည်သုလယရဏဖြာဖြာသည်လည်းကောင်းတမိစတုကောင်းစွာမသွီပြည့်စုံနိုင်ပါစေတတိဒုံရှင်ဒုံမာကံအလုဒ္ဒယေကာယိခမေရောဤဥလွင် အလုဒ္ဒယေကာမာယိမေရောဤဒုံမြိုင်းနှင့်သာသမီမြေမြေမိသားစုအပေါင်းအလုဒ္ဒယေကာမာယိဒေါ်မြင်းမြင်းကြီးအလုဒ္ဒယေကာမာယိဒေါ်ရင်ရင်တွင် အလုဒာယီကာမယီဒေါ်တင်တင်ထွေးနှင့် မောင်နှမများမိသားစုအပေါင်းတော်ကောင်းတို့ဤသဗ္ဗီအလုံးစုံကုန်သောသင်္ကပ္ပအကျဉ်အစီမှန်သမျှတို့သည်စံတော်ပန္နာရသောယထာ35ရေတည်းသည်တင်ထွန်လာပြည့်ဝဉ္ကြီးကဲ့သို့ဥရင်တူ ကောင်းစွာမသွေပြီးပြည့်စုံနိုင်ကြပါစေကုန်တည်း ဒီကနေ့အလှူဒါယကအလှူဒါဤကာမမိသားစုအပေါင်းတော်ကောင်းတို့နှင့်အာလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်အပေါင်းတော်ကောင်းတို့အားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားဆုံးမထားတဲ့အဆုံးမကလေးတွေက နေပြီးတော့ဒီကနေ့ကျေးဇူးပြုပေးမှာတရဏဂုံအထင်မသေးနဲ့ပါတရားတယ်လေ တရဏဂုံအထင်မသိနဲ့ဆိုတဲ့ဒီတရားကလေးကိုတို့တို့ချင်းချင်းလိုရင်ကျေးဇူးပြုပေးရမယ်ဆိုရင်တရဏဂုံလို့ပြောရင်ဘုရားဘာသာဝင်သရောဇင်းဤဟာတို့အမြဲတမ်းယုဆိုနေကြတာပဲပူဇော်နေကြတာပဲဒီတရဏဂုံလေးလောင်းနေတော့ဘာမှမဖြစ်တော့ဘူးဒီတရဏဂုံလေးယွယုံလောက်ကလေးနေတော့ဖြင့်ဘာကုသိုလ်ရမှလဲဒီလောက်လေးနဲ့ကျေနပ်မနေနဲ့ဒီလောက်ကလေးနဲ့အားရမနေနဲ့ဒီတရဏဂုံလေးလောင်းနဲ့ ဘာမှမပြောပါတော့ဘူးစသည်ဖြင့်ထင်ကောင်းထင်နိုင်တယ်ထင်စရာရှိတယ်ဒါပေမဲ့လို့ဟောဒီတရဏဂုံကလေးကိုတည်တည်ချာချာသာမိမိတို့ကယဉ်နေနှလုံးထဲကနှစ်နှစ်ကာကာပွားထားမယ်ဆိုရင်ဘုဒ္ဓံတရဏံဂိသမိဘုဒ္ဓံမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတရဏံကိုွယ်လေးလျောင်းဘုံအောင်ရာဟု၍ခေသမိမိဝဲစည်းကအတိမတ်ပြုပါ၏ ဗုဒ္ဓံမြတ်စွာဘုရားကိုတရဏံကိုးကွယ်လေးလျောင်းပုံအောင်ရာဟု၍ခေသာမိမိဝဲစိကအတိမတ်ပြုပါ၏မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကိုးကွယ်လေးလျောင်းပုံအောင်ရာဟု၍မိဝဲစိကအတိမတ်ပြုပါ၏ဖရာကိုအားကိုးပါ၏ဖရာကိုကိုးကွယ်ပါ၏စိကပါ၏ဓမ္မံတရဏံခေသာမိဓမ္မံတရားတော်မြတ်ကို တရဏကိုွယ်လေးလျောင်းပုံအောင်ရာဟု၍ခေသာမိမိဝဲစိကအတိမပြုပါ၏တရားတော်မြတ်ကိုကိုွယ်စိကပါ၏တရားတော်မြတ်ကိုအာကိုပါ၏တန်ခံတရဏခေသာမိတန်ခံတန်ဃာတော်မြတ်အပေါင်းကိုတရဏကိုွယ်လေးလျောင်းပုံအောင်ရာဟု၍ခေသာမိမိဝဲစိကအတိမပြုပါ၏ တန်ခံတရဏံဂေသာမိတန်ဃာရောအရှင်သူမြတ်တို့ကိုကိုယ်ွယ်စီကပ်ပါ၏ဗုဒ္ဓံတရဏံဂေသာမိမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကိုယ်ွယ်စီကပ်ပါ၏ဓမ္မံတရဏံဂေသာမိတရားရောမြတ်ကိုကိုယ်ွယ်စီကပ်ပါ၏တန်ခံတရဏံဂေသာမိတန်ဃာရောမြတ်တို့ကိုကိုယ်ွယ်စီကပ်ပါ၏ဖယားတရားတန်ခံယရဏရောမြတ်သုံးပါးကိုကိုယ်ွယ်စီကပ်အတိမတ်ပြုပါပေ၏ ဘုရောမိတရဏအဉ္ဉဏတိဖရာကလွဲလို့ကိုးကွယ်စရာမရှိပါဘူးဓမ္မောမိတရဏအဉ္ဉဏတိတရားမှတပါအခြားကိုးကွယ်စရာဆိုတာမရှိပါဘူးတန်ခောမိတရဏအဉ္ဉဏတိတန်ခာမှတပါအခြားကိုးကွယ်စရာဆိုတာမရှိပါဘူးလို့ယုံယုံကြည်ကြည်ကလေးသာကိုးကွယ်မဲ့စည်းကမ်းမဲ့ဆိုရင်အဲဒီတရဏဂုံသုံးပါးကလေးကိုယုံယုံကြည်ကြည်နဲ့ကိုးကွယ်မိမယ် စည်းကမ်းမိမေဆိုရင်ဘလောက်ထီအောင်ကြီးစုတွေများတယ်လေဘလောက်ထီအောင်တန်ဖိုးတွေရှိတယ်လေဒါနဲ့ပတ်သက်ပြီးတော့ဒါရကလေးအနည်းအားဖြင့်သတော်ကောင်းများကိုပြောပြပေးရမယ်ဆိုရင်အိုးတခါတုန်းကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်တော်အခါလို့ဒီလိုပြောရမှာပေါ့ဓမ္မိလဥပါဒကာတဲ့ဓမ္မိလဓမ္မိလလို့ခေါ်တဲ့ဥပါဒကာကြီး ခမီးလာလို့ခေါ်တဲ့ဒဂါကြီးတယောက်ရှိခဲ့ဘူးတယ်ဒဂါကြီးရဲ့နာမည်ကဓမ္မီလာဓမ္မီလာဥပါဒကတဲ့အဲ့ဒီဓမ္မီလာဥပါဒကလို့ခေါ်တဲ့ဒဂါကြီးဟာအလွန်အမတန်မှဆင်းရဲတယ်အလွန်အမတန်မှနွမ်းပါတယ်ဒါကြောင့်တန်ငါလှူစားရတဲ့ဘဝနှစ်ပေါင်း90တိုင်အောင်တန်ငါလုပ်ငန်းနဲ့အသက်မွေးပြီးတော့နေရတာ တန်ခါလုပ်ငန်းနဲ့အသက်မွေးပြီးတော့နေတဲ့ဓမ္မီလာဥပါဒကကြီးအသက်ရွယ်ကြီးရင်တော့အသက်90လောက်မှာပဲအသက်အရွယ်ကြီးရင်လည်းဆိုပေမဲ့လို့အသက်90အရွယ်လောက်မှာပဲယောဂဝေဒနာတွေကဖြီးစည်းလာတယ်နှိမ့်ဆက်လာတယ်ယောဂဝေဒနာတွေဖြီးစည်းနှိမ့်ဆက်ပြီးတော့ွယ်လွန်အနိစ္စွယ်လွန်အနိစ္စရောက်လောက်တဲ့ယောဂဝေဒနာမျိုးဖြစ်လာတယ်ွယ်လွန်အနိစ္စ ။ဝေလွန်ရိစာရောက်နိုင်လောက်တဲ့ယောဂဝေဒနာတွေဖြီးစီးနှိပ်စက်လာတယ်တဲ့။အဲဒီလိုယောဂဝေဒနာတွေဖြီးစီးနှိပ်စက်လာတဲ့အခါမှာအဲဒီဓမ္မိကဓမ္မိလဥပါဒကကြီးရဲ့အိမ်ပေါ်ဓမ္မိလဥပါဒကကြီးရဲ့အိမ်ဓမ္မိလတငါသေးတငါသေးရဲ့အိမ်တငါသေးရဲ့နာမည်ဟာဓမ္မိလလို့ခေါ်တာပေါ့အဲဒီတငါသေးရဲ့အိမ်နဲ့ အဲ့ဒီတန်ဃာတရဲ့အိမ်ကိုမထေတပါးကကြွလာတယ်မထေမြတ်ကြီးတပါးကကြွလာတယ်အဲ့ဒီလိုမထေမြတ်ကြီးတပါးကြွလာတဲ့အခါမှာအမျိုးသမီးကနေပြီးတော့ဓမ္မိလာ ဥပါဒကကြီးရဲ့အမျိုးသမီးကနေပြီးတော့ဩဆရာတော်တပါးကြွလာတယ်ဆရာတော်တပါးကြွလာတယ်လို့ဒကာကြီးကိုပြောလိုက်တာဒကာကြီးကိုပြောလိုက်တဲ့အခါမှာတဲ့ တကကြီးကဟာနှစ်ပေါင်း90လုံးလုံးငါဆရာတော်ကိုဘာမှလည်းပဲမလူဘူးဘာမှလည်းပဲမဆက်ကပ်ဘူးဘာမှလည်းပူဇော်ပါသမှုလေးမလုပ်ခဲ့ဘူးဘာကျေစုကံကျေစုစားမှလည်းပဲမရှိဘူးအဲ့တော့ဘာဖြစ်လို့မြန်ဆရာတော်ကကြွလာပါလိမ့်မလဲဆွမ်းမြန်အလိုရှိလို့မြန်ကြွလာတာလားအဲ့တော့ဆွမ်းအလိုရှိလို့ကြွလာတာလို့ထင်သည့်အတွေ့အကြုံတဲ့ဒကမာကြီးကလည်းပဲအရှင်ဖျား ကရော့ဇွန်မာဖရာဖရာတပည့်တော်မာတို့ဒဂါကြီးကလည်းပဲကျမ်းမာရေးမကောင်းသည့်အတွက်ကြောင့်ဖရာတပည့်တော်မာလည်းမအမလတ်သည့်အတွက်ကြောင့်အရှင်ဖရာကရော့ဇွန်မာဖရာစွမ်းကံကြွလာတာထင်လို့တဲ့ကရော့ဇွန်မာဖရာလို့ဒီလိုလျှောက်တာဒါပေမဲ့လို့ဆရာတော်အရှင်သူမြတ်ကစွမ်းကံကြွလာတာမဟုတ်ဘူးတဲ့ဒဂါကြီးနေမကောင်းတာမှန်သည့်လို့ဒဂါကြီးကိုချင်းမြောက်ချင်းလုံးလို့ဆိုပြီးတော့ဆရာတော်ကကြွလာတာ ဓမ္မီလာတကကြီးကိုချီးမြှောက်ခြင်းလုံးလို့ဆိုပြီးတော့ကြွလာတာအဲ့ဒီလိုကြွလာတဲ့အချိန်ခါမှာဓဂမကြီးကတော့ဆုံးငံကြွလာတာလို့ထင်တဲ့အခါကျတော့အရှင်ဘုရားကရောဇွန်မဘုရားလို့ဒီလိုလျှောက်လိုက်တာဒါပေမဲ့လို့ကရောဇွန်မလို့ပဲပြောပြောဘလို့ပဲပြောပြောဆရာတော်အရှင်သူမြတ်ကတော့ယန္နာယန္တော်အရှင်သူမြတ်ကတော့ဖြင့်ဓဂမကြီးဓဂကြီးရောဘလို့နေသေးလဲဓဂကြီးရောတက်တာရဲ့လား ။တခါကြီးရောအစဉ်မြေရဲ့လားတက်တာမှုတွေကိုရှိရလားဘယ်နဲ့နေသေးလဲ။စသည်ဖြင့်အဲ့ဒီလိုဆရာတော်ကအမိန့်ရှိလိုက်တဲ့အခါမှာအရှင်ဖေဟာတခါကြီးကတော့တိတ်ပြီးတော့တက်တာမှုမရှိပါအရှင်ဖေဟာတခါကြီးကတော့မတက်တာပါအရှင်ဖေဟာဒါဆိုရင်တခါကြီးနာပါသီလာလေးမြန်ခံယူခြင်းသုံးဆောက်တည်ခြင်းနဲ့စိတ်ကလေးမရှိဘူးလားတခါကြီးငါးပါးသီလာလေးမြန်မဆောက်တည်ခြင်းမူလားတခါကြီး အရှင်ဘုရားကြီးမြောက်ရင်တော့စောက်တည်ခြင်းမတဲ့အရှင်ဘုရားဘုရားတပည့်တော်စောက်တည်ခြင်းမတဲ့အရှင်ဘုရားလို့ဒီလိုပြောတာအဲ့ဒီလိုပြောတာနဲ့ဆရာတော်ကဓမ္မိလဒကာကြီးကို၅ပါးသီလပေးလိုက်တယ်ယောဂဝရဏဒီဖီစီနှိမ့်စက်နေတဲ့အချိန်ခါဖြစ်သည့်အတွက်ကြောင့်ဓမ္မိလဒကာကြီးတန်ငါသေးကြီးဟာဆရာတော်ပေးတဲ့၅ပါးသီလကိုစောက်တည်ရင်စောက်တည်ရင်နဲ့ ငါးပါးသီလပြီးဆုံးအောင်မဆောက်တည်နိုင်ပဲနဲ့တရဏဂုံပြီးဆုံးတာနဲ့အမောဖောက်ပြီးတော့ကွယ်လွန်နေစာရောက်သွားတယ်တရဏဂုံပြီးဆုံးတာနဲ့အမောဖောက်ပြီးတော့ကွယ်လွန်နေစာရောက်သွားတယ်ဆိုတော့ငါးပါးသီလကို ဆောက်တည်နိုင်ရဲ့လားဆိုတော့မဆောက်တည်လည်းရဘူးတရဏဂုံပဲဆောက်တည်လည်းရတယ်ငါးပါးသီလမဆောက်တည်လည်းရဘူးတဲ့ ငါးပါးသီလမဆောက်တည်လဲရပဲနဲ့တရဏဂုံပြီးတာနဲ့ကွယ်လွန်အိစာရောက်သွားတယ်တဲ့အဲ့ဒီလိုကွယ်လွန်အိစာရောက်သွားတဲ့အခါကျတော့ဒီတရဏဂုံကလေးတီးပြီးတော့ကွယ်လွန်အိစာရောက်သွားတာဖြစ်သည့်အတွေ့အကြောင်းနဲ့သူဟာကွယ်လွန်အိစာ ရောက်သွားတဲ့အခါမှာစရုမာတဲ့နတ်ပြည်မှာနတ်သားကြီးသွားဖြစ်တယ်စရုမာတဲ့နတ်ပြည်မှာနတ်သားကြီးသွားဖြစ်တယ် အဲ့ဒီလိုနတ်သားကြီးတော်ဖြစ်တဲ့ခါကျတော့စရုမာရီနတ်ပြည်ကနေပြန်ဆင်းလာပြီးဆရာတော်ဘုရားကိုကြီးစုတင်စကားတွေပြောတယ်ဆရာတော်အရှင်သူမြတ်ဘုရားအရှင်ဘုရားရဲ့ကြီးစုကြောင့်ဘုရားတပည့်တော်၅ပါးသီလကို ခံယူကျင့်သုံးဆောက်တည်နေရင်းနဲ့၅ပါးသီလမယူခင်တရဏဂုံကလေးစောင့်ထိန်ပြီးတာနဲ့တရဏဂုံပြီးတာနဲ့ဘုရားတပည့်တော်ပွေလွန်နေစာရောက်သွားပါတယ်ရှင်ဘုရား ငါးပါးသီလအထီအောင်မယူလိုက်ရပါအရှင်ဖေယားငါးပါးသီလမယူလိုက်ရဘဲနဲ့တရဏဂုံလေးနဲ့ကွယ်လွန်နေစာရောက်သွားပါတယ်ရှင်ဖေယားအဲဒီတရဏဂုံကလေးပဲစောင့်ထိန်လဲရတဲ့ကြီးစုကြောင့်ဖေယားတပည့်တော်အခုစတုမာရီနတ်ပြည်မှာဖြစ်ရပါတယ်ရှင်ဖေယားအကေ၍သာငါးပါးသီလကိုပြီးဆုံးအောင်စောင့်တည်နိုင်ခဲ့မယ်ဆိုရင်ဖေယားတပည့်တော်ဒီအထက်အထက်ဒါဝဒိန်သာယာမစတဲ့ နတ်ကြီးတွေမှာဘုရားတပည့်တော်ရောက်နိုင်ကြောင်းမှာအရှင်ဘုရားဆိုပြီးတော့ဂျေဇုတင်စကားလာပြီးတော့လျှောက်ထားတယ်ဇတုမာရဲနတ်ကြီးကနေဆင်းပြီးတော့လူကြီးမှာဂျေဇုရှင်ဆရာတော်ကိုလာပြီးတော့အဲဂျေဇုတင်စကားလာပြီးတော့ပြောကြားတယ်တဲ့ဇတုမာရဲနတ်ကြီးကနတ်သားကြီးကသူဇတုမာရဲနတ်ကြီးရောက်တာဟာတရဏဂုံလေးတီယုံကလေးနဲ့နတ်ကြီးရောက်သွားတာပါဆိုပြီးတော့ပြောပြတာဖြစ်တယ် ေးဒါကြောင့်ဒီကနေ့ခမေတော်ကြီးဦးလွင်တို့မေတော်ကြီးဒေါ်အောင်မြင်းတို့မိသားစုတွေတဂမကြီးဒေါ်မြင့်မြင့်ကြီးတို့တဂမကြီးဒေါ်ရင်ရင်တွေတဂမကြီးဒေါ်တင်တင်ထွေးတို့မောင်နှမတစုတွေအားလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်တွေမိမိတို့ရထားတဲ့ဘဝမှာအတတ်နိုင်ဆုံးအခက်ခဲဆိုတာပြောလို့မရဘူးတဲ့လူတိုင်းလူတိုင်းမှာအခက်ခဲဆိုတာရှိနိုင်တာပဲဘယ်လိုအခက်ခဲမျိုးနဲ့ပဲကြုံကြုံ ယောဂဝေဒနာခက်ခဲနဲ့ပဲဆုံဆုံအတတ်နိုင်ဆုံးတရဏဂုံကို အာမကိုရမှလားအာကိုရမှလားအာကိုရမှတရဏဂုံအာကိုရမယ်တဲ့အဲ့တော့တရဏဂုံသုံးပါးကလေးကိုသာအာကိုပြီးတော့မိမိတို့ကတရဏဂုံသုံးပါးကိုယုံယုံကြည်ကြည်နဲ့သာအာကိုမယ်ဆိုရင်စောစောကဓမီလတန်ငါတဲ့ကြီးဟာတရဏဂုံကလေး ဆောင်ထိန်ပြီးတော့ကွယ်လွန်နေစာရောက်သွားတာဓမိလတကာကြီးဘယ်ပြီရောက်သွားတယ်နတ်ပြီရောက်သွားတယ်နတ်သားကြီးဖြစ်သွားတယ်နတ်သားကြီးဖြစ်သွားလို့ဆရာတော်ကိုဂျေဇုတင်လွန်းလို့ဂျေဇုတင်စကားလာပြီးတော့ရှောက်ထားတယ်တဲ့သူနတ်ပြီရောက်တဲ့အကြောင်းဘာဆောက်တီလို့တရဏဂုံဆောက်တီလို့တဲ့တရဏဂုံဆောင်ထိန်လဲရတဲ့ဂျေဇုဟာဘယ်ပြီတောင်ရောက်နိုင်တယ် နတ်ပြည်တောင်ရောက်နိုင်တဲ့တရဏဂုံဘယ်နှပါသုံးပါအဲ့ဒီတရဏဂုံသုံးပါကဘာတွေလဲဆိုရင်ဗုဒ္ဓံတရဏံခေသာမိဓမ္မံတရဏံခေသာမိသံဃံတရဏံခေသာမိဆိုပြီးတော့ဒါလေးကိုယုံယုံကြည်ကြည်နဲ့ကိုးကွယ်မယ်စီကပ်မယ်ဆိုရင်ဘယ်ပြည်တောင်ရောက်နိုင်တယ် နတ်ပြည်တော်ရောက်နိုင်တယ်ကျမ်းမာရေးမကောင်းမကောင်းမှုဆိုရင်တရဏဂုံဘယ်နှပါးကိုရွတ်ပွားပူဇော်ရမလဲသုံးမအခက်ခဲတွေနဲ့ကြုံပြီးအခက်ခဲတွေနဲ့ရင်ဆိုင်ရပြီးဆိုရင်တရဏဂုံဘယ်နှပါးသုံးမအဲ့ဒါလေးကိုရွတ်ပွားပြီးတော့ပူဇော်နေရင်အန္တရာယ်ကြီးကင်းရန်ဆွေးကြီးရှင်းပြီးတော့ဒုက္ခခတ်သိမ်းကနေပြီးတော့လွတ်ငြိမ်းနိုင်တယ် ဆင်းရဲဒုက္ခတွေကလွတ်မြောက်နိုင်တယ်တဲ့နောက်ဆုံးကွယ်လွန်နိစ္စရောက်သွားရင်တောင်မှပဲပြီးရောက်နိုင်တယ်ဒါကြောင့်တဲ့ဒီကနေ့အလှရှင်အလှမမိသားစုတွေကောယောဂီသရောဇင်းတွေကောတရားနာပရိသတ်တွေကောအားလုံးတရဏဂုံလေးပဲဆိုပြီးတော့အထင်သေးလို့ရပါမလားမရနိုင်ဘူးဗျတရဏဂုံကလေးကလည်းနတ်ပြည်ထိတောင်မှမပို့နိုင်တာလားပို့နိုင်တာလားပို့နိုင်တယ်ဗျအန္တရာယ်တွေလည်းမကင်းနိုင်ဘူးလား ဒုက္ခတွေကလည်းမလွတ်နိုင်ဘူးလားအေးအဲ့တော့ဒုက္ခတွေမှန်သမျှကလည်းလွတ်နိုင်နေတဲ့ဒုက္ခတွေကလည်းပဲလွတ်မြောက်နိုင်တဲ့တရဏဂုံအန္တရာယ်လေးပဲကင်းနိုင်တဲ့တရဏဂုံပဲလို့ဝမ်းမြောက်ဝမ်းသာနဲ့အဲ့ဒီတဏ္ဍဂုံလေးကိုယုံယုံကြည်ကြည်နဲ့မကိုးကွယ်ရမှလားကိုးကွယ်ရမှလားဝိပဿနာတရားသစ္စာတရားတွေကတော့ဖြင့်မကောင်းဘူးလားဆိုတော့အလွန်ကောင်းပါတယ်အလွန်အလွန်ကောင်းပါတယ် အဲဒီလိုဝိပဿနာတရားအလုပ်ဒီသစ္စာတရားအလုပ်ဒီအာမထုတ်နိုင်ရင်တောင်မှတရဏဂုံလောက်တော့အာမကိုရမှလားအကိုရမှလားတကယ်တရဏဂုံကိုသာယုံယုံကြည်ကြည်နဲ့အာကိုရင် ဝဲလွန်ဣစရောက်သွားရင်တောင်မှအပေတကားပိတ်တယ်၊နတ်ပြည်တကားပွင့်တယ်။အေးဒါကြောင့်ဒီတရဏဂုံလေးကိုယုံယုံကြည်ကြည်နဲ့အာမကိုတင်တာလားအာကိုတင်တာလား အခဲခဲတွေနဲ့ဘလောက်ပဲကြုံကြုံဒုက္ခတွေနဲ့ဘလောက်ပဲဆုံဆုံတခြားအကူအမလာတရဏဂုံအကူအမလာအေးတရဏဂုံလေးပဲဆိုပြီးတော့ထင်သေးလို့ရမလားမရဘူးတဲ့အဲ့ဒါကလေးကိုသိစေချင်လို့ဒီနေ့ဓမ္မိလဥပါဒကဓမ္မိလဥပါဒကကြီးရဲ့ဇလံကလေးနဲ့ခြေစုပ်ပြုပေးလိုက်ပါတယ်ဓမ္မိလတန်ငါသေးကြီး နှစ်ပေါင်း90လုံးလုံးတင်္ဂအလုတ်တွေကိုလှုပ်ပြီးတော့ဆင်းရဲဒုက္ခမြောင်များစွာနဲ့အသက်မွေးဝမ်းကြောင်းပြုလာတာနှစ်ပေါင်း90တိုင်အောင်တကယ်တင်္ဂတဲ့အလုတ်တွေနဲ့အသက်မွေးဝမ်းကြောင်းပြုလာတဲ့ဒကာကြီးတောင်မှအခုတရဏဂုံလေးတည်လိုက်တဲ့အခါမှာဘယ်ပြီရောက်သွားတယ်နတ်ပြီရောက်သွားတယ်ဗျာနတ်ပြီရောက်သွားတယ်ဒါကြောင့်ဒီကနေ့လူချင်းလူမမိသားစုတွေနဲ့အားလုံးတော့ဓမ္မမိတ်ဆွေတရားနာပရိသတ်တွေ မိမိတို့ရရှိထားတဲ့ဘဝမှာတော့ဖြင့်အာကိုဇေယအစစ်ကတခြားအာကိုရမှလားတရဏဂုံအာကိုရမှလားဧတရဏဂုံအာကိုပြီးတော့မိမိတို့ကကြိုးစားပြီးနေထိုင်ရမယ်အဲ့ဒီထဲစွမ်းနိုင်နေဆိုရင်ဒါနာကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုတွေလည်းမကြိုးစားရမှလားကြိုးစားရမှလားဧဘာဝနာကောင်းမှုတွေကြိုးစားတဲ့အခါမှာမိမိတို့ ယင်းတဲ့နှလုံးထဲဝိပဿနာဉာဏ်ဤရသွားပြီဆိုရင် ခန္ဓာဉာဏ်ဆိုင်လှူမယ်ဆိုပါကလက်ရှိခန္ဓာဘာသစ္စာအဲဒီလိုသိတဲ့ဉာဏ်ကမေကသစ္စာသီရာကသမုဒိယသစ္စာနောင်ခန္ဓာမလာရာကနိရောဓသစ္စာလို့အဲဒီလိုနိရောဓသစ္စာကိုမျက်မှောက်ပြုနိုင်ဖို့ရတဲ့ခန္ဓာဉာဏ်ဆိုင်ပြီးတော့လူနိုင်တန်းနိုင် သာသနာပြု နိုင်ရ၍ မိမိတို့အလိုရှိတောင်းတနေတဲ့မေချမ်းသာဖိုချမ်းသာနိဗ္ဗာန်ချမ်းသာသည့်လင်းလင်းမြန်းမြန်းမျက်မှောက်ပြုနိုင်ကြသည်ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းအပ္ပမာဒိနာမမေးမလျောမပေါမတန်ထက်သန်သော အပ္ပမာရတတိတရားဖြင့်တံပါဒိဌကိုစီကိုငှပြည့်စုံနိုင်ကြပါစေကုန်တည်း